လေးတွေကတော့မာလာရှန်ကောချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။အရင်ဦးဆုံးစီတက်ဖို့အတွက်စက်သွန်ဖြူ၃လေးမွာနဲ့ဂျင်း၂ပြား၊မြုပ်သီးချောင်း၃ချောင်း၃တောင်းလောက်ထည့်ပါမယ်။ပြီးရင်မာလာရှန်ကောအနှစ်အတွက် ကျမကတော့မာလာရှန်ကောအနှစ်ကိုဒီဟာလေးသုံးပါတယ်။တရုတ်ဆိုင်တော်တော်များများမှဝယ်လို့ရပါတယ်။ရှိသွားရင်ကိုစားခြင်းနဲ့အသားလုံးလေးတွေထည့်မယ်။ပြီးရင်အရွက်အတွက်ပဲလိပ်ပြားရဲ့ကြောက်ပွင့်မှုရဲ့ပြီးရင်မုံငင်းစိမ့်နဲ့ပန်းကော်ပီစိမ့်ပါ။ပြီးရင်ခေါက်ဆွဲရဲ့ခြာကန်ဒီမှာအုပ်ဖို့အတွက်နနံပင်ပါရှင်။ ပါဝင်ပစ္စည်းလေးတွေအားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင်ရင်နှွေးအိုးစတင်ပါတော့အသားပြုတ်ရည်ကိုသုံးပါတယ်ရှင်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့စိတ်ကြိုက်သုံးနိုင်ပါတယ်ရင်နှွေးပွက်ပွက်ဆူလာပြီးဆိုရင်အချိန်ယူရတဲ့အသားလုံးတွေကိုထည့်ပြီးရော ပြုတ်ပါမယ်နူးလွယ်တဲ့ခဏန်းချောင်းလေးတွေရောနောက်ဆုံးမှထည့်ပါမယ်ရှင်ပြီးရင်ပဲလိပ်ပြားလေးတွေကိုလည်းထည့်ပြီးရော ြုတ်ပါမယ်ပြီးရင်ပြုတ်ဖို့လိုတဲ့ပန်းပွင့်စိမ်းနဲ့မုံရင်းစိမ်းအယိုးလေးတွေကိုအရင်ထည့်ပြုတ်ပါမယ်အရွက်တည်းကတော့စူလာမခဏရင်သွေးဖြောင်းအောင်တော့ပဲထည့်ပါမယ်ရှင်အလေးကတော့အစောနာတော့ကအသားလေးတွေပြုတ်ထားတဲ့ဟာကိုပြန်ပြီးတော့ဆေးထားခြင်းဖြစ်ပါတယ် ဲ့အခုစီစတတ်ရအောင်။ကဲအခုစီစတတ်ပါမယ်။စီတတ်ဖို့အတွက်စက်တုံဖြူရဲ့ချင်းရဲ့ UP ရဲ့နံလေးမျိုးပို့အတွက်စီတတ်ပါမယ်။တက်တော်လေးတွေချင်းလေးတွေနီလာပြီဆိုရင်မာလာရှန်ကော့အနှစ်ထည့်ပါမယ်။ င်းရကျန်တဲ့အမြင့်လေးကိုဖောက်ခွဲလေးနဲ့ထုတ်လိုက်ပါကျန်အခုမှတော့ရိုက်ကြရတဲ့အချိန်မှာအမိုလေးကျန်ရဲ့လို့အခုအမိုလေးထည့်ထည့်ထားပါတယ်အမိုလေးနဲ့တောက်ပြန်လေးကိုအရင်ထည့်ပါမယ်ဆုံးမှာပြုတ်ထားတဲ့အပားလေးကိုထည့်ပါမယ် ပြီးရင်ကားလေးတွေပြုတ်ထားတဲ့အရည်လေးကိုမင်းဆွေတို့ဆန်းသားရှိတယ်လို့ထင်ပါပြရင်စားလေးနည်းနည်းထည့်ပါမယ်။ကျမကတော့ဒီဇွန်လေးနဲ့ဒီဇွန်လောက်ထည့်ပါရဲ့ရှင်။ပြရင်နှောင်းမွေတေးပါ။ ပြီးရင်အရည်လေးနည်းနည်းခန်းသွားတော့တဲ့အထိခဏတည်ထားပြပါရှင်တည်ထားတာအနှဲငယ်ပွက်လာပြီဆိုရင်နည်းနည်းပင်လေးအုပ်ပါမယ်ရှင်နည်းနည်းပင်လေးနည်းနည်းနွမ်းသွားတဲ့အထိစောင့်ပြီးရင် အရသာရှိရမာလာရှန်ကောလေးသုံးဆောင်လို့ရပါပြီ။အဲ့တော့မာလာရှန်ကောဆိုရင်အတုံး66ကလေးစားရတာထက်အရေးစူးစူးလေးစားရတာကိုကြိုက်တဲ့အတွက်ကြောင့်မို့လို့အရေးဆက်ဆက်ကလေးထည့်ထားခြင်းဖြစ်ပါတယ်။မိတ်ဆွေတို့ကတော့မိတ်ဆွေတို့အကြိုက်ပုံမှာမူတည်ပြီးတော့တိုက်တလို့ချိန်ညှိပြီးတုံးဆောင်နိုင်ပါရဲ့ရှင်။ ခုဆိုရင်တော့ရူရှင်းလွယ်ကူပြီးတော့လောက်ရတာမြန်ဆန်နဲ့မလာရှန်ကောဟင်းလေးတပွဲရပါပြီရှင်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်။ Bye bye.